ဒါတကယ်ကိုမှန်ကန်တဲ့လုပ်ရအမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ AI ရှေ့ကိုတက်တက်သွားနေတယ်လို့မြင်ပါတယ်။ပြီးတော့ AI တချိန်လုံးလည်းသွားနေပါတယ်။ဒေါ်လာရေးအဆောင်မှာတွေကကျမတို့စောင့်ကြည့်ခဲ့ရတဲ့လောက် AI ရဲ့လှုပ်ရှားမှုတွေကအင်မတန်မှခြေလှမ်းလုံးနဲ့ပြီးတော့အမျိုးသားရေးစိတ်ဓာတ်ရခိုင်နေမှာအပြည့်ရှိတယ်ပေါ့နော်။ကျမတို့အရင်ပြည်တွင်းပြည်တွင်းကလူတွေနဲ့အမျိုးမျိုးကွဲပြားနေတဲ့လူတွေနဲ့တော့တော်တော်လေးကိုအဲ့ဒါတော့ကြွားတယ်ပေါ့နော်။ကျမတို့ရခိုင်တွေကိုအတူယူရမယ်ကိစ္စအဲ့တခုပါ။နောက်ပြီးတော့စစ်တုံးစရိတ်တွေနော်ဒီထောက်ပံ့မှုတွေကဘာမှအများကြီးပြောစရာမလိုဘဲနဲ့သူ့ရဲ့ သူ့ပြည်နယ်ရဲ့သူ့လူမျိုးကသူတို့ပြည်နယ်ရဲ့အခြေအနေကိုနားလည်နေတယ်အဲနောက်ဒီအပေါ်မှာဟုတ်လားစိတ်နစ်ပြီးတော့မှဟိုလုပ်ရမယ်တာဝန်ယူရမယ်ဆိုတာကိုလေပြောပြစရာမလိုပဲနဲ့အားလုံးကတညီတညွတ်တယ်လက်ခံနေကြတယ်နော်အဲ့ဒီပါရောက်နေတဲ့ရခိုင်တွေလည်းအထူးတူပါပဲတခြားဟာလားတခြားဟိုတက်ဖွဲ့တွေတခြားတက်ရင်းတွေတခြားထောက်ပို့တွေပါတွေသူတို့စိတ်ဝင်စားဘူးသူတို့မသိစိတ်ဝင်စားဘူးဆိုတာသူတို့အဲ့ဒီဘက်ဒီနယ်တိတ်ပြီးပေါင်းဆက်မရှိဘူးကွာနော်မလုံကျွန်တော်တို့သိရတယ်လို့ပေါ့ဒါပေမဲ့သူတို့က သူတို့ရဲ့ရခိုင်တက်တော်အေးအေးကိုတော့ဟိုထောက်ပံ့ရမယ်ဆိုရဟာသူတို့ခေါင်းထဲမှာချိန်ပြီးအချိန်နေတာဖြစ်တယ်အဲထောက်ပံ့မှုတွေကဒါကျွန်တော်တို့ဆိုလို့ချင်းကဒီလောက်20 30ဟာဒီလိုမျိုးမျိုးမှာလိုက်အလုပ်ခံဒါမျိုးတွေတောင်ချိသူတို့မှာအဲ့လိုမဟုတ်ဘလောက်တရားဆိုလဲတရားပေါ့နော်ဒါမလေးငွေနဲ့တွက်မယ်ဆိုလို့ချင်းပေါ့200ဆိုလဲ200အဲ့လိုမျိုးမများဆဆလေးကိုအလုပ်လုပ်အားကားရဲ့ဟာသုံးပုံတစ်ပုံလောက်ကိုဟိုတော်တော်များများထောက်ပံ့နေတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့တစ်ခုကလည်းအေးအေးရဲ့ အာသာချက်တစ်ခုဖြစ်တယ်ပေါ့နော်အမျိုးသားရေးစိတ်တဲ့အပြေဝါရှိတယ်ကိုကိုပြည်သူကကိုချစ်တဲ့ကိုရှုံးနေပေါ့အဲ့ဒီလိုနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့အေရာတစ်ချိန်တော့ပဲလုံးဝမကြတော့ဘူးစစ်ကောင်စီကိုအမြဲတမ်းထိုးစစ်ဆင်နိုင်တယ်နော်ခံစစ်အနေထားနဲ့မဟုတ်စစ်ကောင်စီကအေအေနဲ့တွေ့ရင်တော့အမြဲတမ်းပဲခံစစ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့အင်မတန်မှအားရစရာကောင်းတယ်နောက်ခုကဒီဒီရက်ထဲမှာဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ AW လေးမတက်ခင်မှာတက်လာတယ်တရင်ကူကပါလေဆိုလို့ချင်းရိုဟင်ဂျာတွေနဲ့အန်ဒရိုဂျာကောင်းဆောင်နေတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့နော်ဒါအေအေတက်တော့နဲ့ ဟိုအခြေဆက်တွေရှိနေပြီးတော့မှဒါဆွေးနွေးမှုတွေလုပ်နေတယ်နောက်ကွာ73နှစ်ကြာပြိထားတဲ့ဗလီတောင်းကိုလည်းပြန်ဖွင့်ပေးလိုက်တယ်ဆိုတဲ့တရင်ပေါ့အဲ့ဒီတရင်ကြားတဲ့ကျမအရန်စိတ်ဝင်စားနေရပေါ့နော်တူချုပ်ကပြောလာနေပေါ့နော်ဘူချုပ်ရဲ့အင်တာဗျူးစိတ်ဝင်စားနေဖြစ်ပါတယ်အဲ့တော့ဒါတကယ်ကိုမှဖြစ်တဲ့ကိစ္စဖြစ်တယ်လူမျိုးနှစ်စုကြားမှာကြီးမားတဲ့ပဋိပက္ခဖြစ်ခဲ့တာတကယ်တော့ဒီလူမျိုးအခြေအနေတို့မြင်ရဖို့ဆိုတာတိတ်တော့မွေကူတာမဟုတ်ဘူးနော်ဒီဆုံးဖြတ်ချက်ကိုလည်းဘူချုပ်ထုံးပြနိုင်တယ်လွယ်လွယ်ကူကူချခဲ့ရလိမ့်မယ်လို့တော့မထင်ဘူး ဟိုအချိန်တော်တော်ယူခဲ့ရလိမ့်မယ်လို့ကျွန်မထင်နေပေါ့နော်အခုချိန်မှာရခိုင်ပြည်နယ်တစ်ခုလုံးကတစ်ခုလုံးလူလူကိုဘာဘာမှတိတ်မကြံတော့သိန်းနာနိုင်တဲ့အနေထားမှာဒီလိုမျိုးတွေသူစပြီးတော့လှုပ်လာမှုဖြစ်တယ်ပေါ့နော်ဒါဟိုလူမျိုးနှစ်စုချားမှာပြိပခကိုပြည်လဲအောင်လို့ဒါသူ့အနေနဲ့ခြေလမ်းဆောက်လိုက်ခြင်းဖြစ်တယ်ပေါ့နော်ဒီအပေါ်မှာလည်းဒါယုံကြည်မှုအပြည့်ရှိစွာနဲ့ဟိုပေါင်ဝင်လက်တွဲလာတဲ့လူဟင်ကြခေါင်းဆောင်တွေကိုလည်းဒါကျေးဇူးတင်ရမှာဖြစ်ပါတယ်နော် ဟိုကျမတို့ကအဲ့လိုပဲမြင်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့နိုင်ငံထဲမှာရှိနေတဲ့လူလူမျိုးရေးကိုခဏထားပါအောင်။ကျမတို့လူမှန်သမျှအကုန်လုံးခံနေရတာကအင်အားကြီးတဲ့လူကိုအင်အားငယ်တဲ့လူကကြောက်ရတာ။အများနဲ့ဒီတိုင်းပဲအုပ်ချုပ်နေတာဆိုတော့လူမျိုးရေးဘာသာရေးဆိုတာကသူတို့ပါဇက်ထဲမှာသူတို့လိုတယ်လို့တုံးဆွဲတဲ့သေရေကိုပဲဖြစ်ပါတယ်။နော်ပြည်သူဆိုတာကတော့ပြည်သူတွေကိုသူတို့ကတော့ရန်သူလိုပဲသဘောထားတယ်။ဟုတ်လားလေအောက်ကျွန်နေလို့ပဲသဘောထားတယ်ထားရနေစရာတော့ခိုင်းတာလို့ဟုတ်လား ထားတယ်လို့နေမီးပေးရလဲယူမီးမရရလဲအမောင်ထဲမှာနေဒီလိုမျိုးနဲ့ပဲကျမတို့ကိုအုပ်ချုပ်ခဲ့တာဖြစ်တဲ့အတွက်ခြုံငုံသုံးသက်ပြီးပြောရမယ်ဆိုလို့ရှိရင်တို့မှာလူမျိုးရေးဘာသာရေးဆိုတာတို့အတွက်နော်ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ဒါပေမဲ့ဒီလူမျိုးရေးဘာသာရေးဆိုတဲ့အရာကိုလိုအပ်ရင်တော့လိုအပ်တယ်လို့သုံးဖို့အတွက်ကျမတို့နိုင်ငံထဲမှာအချင်းချင်းဒါတိုက်ပေးနေတာဖြစ်တယ်ပေါ့နော်အတုံးချနေတာဝါရမိုင်းတိုက်နေတာဖြစ်တယ်ပေါ့ဒီဝါရမိုင်းတွေကိုလည်းအများဆုံးမိခဲ့တဲ့ပြည်သူလူထုကဘာကြောက်လဲဆိုလို့ရှိရင်ကျမတို့ရဲ့ဟလာအုံနောက်တွေအပိတ်ခံနာခဲ့ရတယ် နော်အသိပညာတွေနည်းခဲ့တယ်အတွေးခေါ်ပညာတွေနည်းခဲ့တယ်နော်နောက်ပြီးတော့ဒီအကြောင်းပညာရေးကိုကဟာလာဒါတက်တာပြီးစနစ်နဲ့သွားခဲ့ရဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့အုံနောက်တွေကနိုင်ငံတနိုင်ငံလုံးနဲ့ချီပြီးတော့ဖြန့်ကျက်ပြီးတွေးနိုင်တဲ့ဟိုအတိထားမျိုးအင်မတန်မှရာခိုင်နှုန်းနည်းခဲ့တယ်ပေါ့ဒါကြောင့်မို့လဲအချင်းချင်းပြိပခါတွေဖြစ်ခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဘုရားဆုံးမြတ်နိုင်အနေနဲ့အခုဟိုလမ်းနဲ့ခြေလမ်းတွေကအင်မတန်မှဟိုဟန်ချက်ကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟိုအရှိ့ကိုလည်းတော်တော်လေးရောက်တယ်နော်နောက်ပြီးတော့ သတင်းကိုနောက်မှထုတ်တယ်ဟိုအလုပ်ကိုအရင်လုပ်ပြရပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းရဖွဲ့တယ်မှာတော့ဟိုစိတ်ပြက်စရာအကောင်းဆုံးသတင်းကတော့တဖွဲ့ရဲ့အချင်းချင်းမညီညွတ်တာနောက်ကအာနာစီးစင်းမှုမရှိတာအမိတ်အာနာမနာခံတာပေါ့နော်ဒါတွေကလည်းအမျိုးမျိုးကြုံနေရတာဖြစ်တယ်နောက်ဒါမဲ့အေအေကိုကြည့်လိုက်တယ်ရခိုင်ကိုကြည့်လိုက်တဲ့အခါမှာကျတော့အဲ့လိုမဟုတ်ဘူးသူတို့ကတကယ်ကိုမှဟာလာစစ်တပ်ပုံစံအတိုင်းပဲသူတို့က trainer တာဆိုတော့လေအဲဒီအမိတ်နာခံမှုအမိတ်စီးစင်းမှုအားကလည်းအမြဲတမ်းခိုင်ပါတယ်ပြက်သားတယ် ဟိုနာခံမှုကလည်းအရန်ကောင်းတယ်ပေါ့နော်အဲ့လိုသူ့ပြည်သူနဲ့သူ့ရဲ့စစ်တပ်နဲ့အရန်အဆင်ပြေတယ်ပေါ့အဲ့လိုအနေထားမျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့နော်တခြားတိုင်းရင်းသားလက်နက်ကင်တွေရောတခြားလက်နက်ကင်သားတွေအဖွဲ့အားလုံးကလည်းနော်ဒီဘုရုပ်ထုံမျက်နိုင်လို့မျိုးဟိုသူ့ကိုသူ့ယူတင်တယ်ပေါ့ရှင်နော်ဟိုသူ့ရဲ့လုံရက်တွေမှန်ကန်နေတယ်လေမှန်ကန်နေတယ်ဆိုလို့ရှိရင်ကျမတို့ကအတုယူပြီးတော့သွားတင်တယ်လို့ထင်တယ်တကယ်လို့ရတကယ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတက်တည်ပြလိုက်ခြင်းဖြစ်ပါတယ်เนาะရိုဟင်ဂျာနဲ့ရခိုင်နဲ့ဒီလိုအနေထားဒီအခြေအနေကြီးမှာဒီလိုအနေထားမျိုး ဖြစ်ဖို့ဆိုတာကလွယ်တာမဟုတ်ဒါကအင်မတန်မှအပြုသဘောဆောင်ပြီးတော့မှအရှိသွားမဲ့ခြေလမ်းနေမှာလည်းမြင်သာလာလိမ့်မယ်လို့ထင်တယ်။တပြေးပြေးနဲ့ပေါင်းစည်းလာနိုင်လိမ့်မယ်လို့ထင်တယ်။တခုတော့ရှိရယ်ရိုဟင်ဂျာတွေဘက်မှာစစ်သွေးစစ်သွေးကြွားတွေရှိတယ်ပေါ့နော်။အဲ့ဒီအန်ဒီရယ်တွေကလွယ်လို့ရှိရင်တော့ဒီမြမပီတွင်းထဲမှာရခိုင်နေနဲ့အတူတကွနေထိုင်ခဲ့ကြတဲ့ရိုဟင်ဂျာတွေဟိုသဘောပေါက်လာလိမ့်မယ်လို့ထင်တယ်။အဓိကခေါင်းဆောင်တွေသဘောပေါက်လာပြီဆိုလို့ရှိရင် ရိုဟီဂျာပြည်သူလူထုတွေရဲ့သဘောပေါက်လာလိမ့်မယ်လို့ထင်တယ်။ဒါကြောင့်မို့လို့အင်မတန်မှာအပြုသဘောဆောင်တဲ့လုပ်ရည်လေးဖြစ်တဲ့ BD ဖြစ်စရာကောင်းပါတယ်เนาะ။အဲ့တော့ကျမကတော့ဒီနေ့အဲ့ဒီအကြောင်းလေးကိုလည်းပြောခြင်းပြောခြင်းတယ်ပေါ့နော်။ဟိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောခြင်းတယ်။ကျမတို့ကမြေပြင်မှာရှိနေတော်လည်းတက်ပွက်ကြီးအကုန်လုံးကဒီလိုမျိုးဖြစ်ခဲ့မှာဆိုလို့ရှိရင်ကျမတို့တိတ်ကူအင်အားဖြစ်မှာရဲဘော်တွေလည်းအရန်ကူမှာအင်အားဖြစ်မှာဟို KNU เนาะဟိုပြီးတော့ဒီရှမ်းတက်တွေเนาะပြီးတော့ဒီကျမတို့ KIA ကျမတို့နိုင်ငံထဲမှာဟာလား ကရင်ဒီနော်ထဝယ်မွန်ချင်းအကုန်လုံးကတော်လန်နေကြတာတွန်းနေတဲ့လမ်းကတလမ်းပဲဖြစ်တယ်ဒါပေမဲ့ဂျားထဲမှာဘာတွေကပြဿနာဖြစ်နေလဲဆိုလို့ချင်းစစ်ကောင်စီနဲ့ဆွတ်လွယ်နေတဲ့အလွယ်အပွားတွေကပြဿနာဖြစ်နေတာဖြစ်ပါတယ်အေးအေးဆိုလို့ရှိရင်တော့ရှင်းတယ်စစ်ကောင်စီနဲ့တိတ်ပြီးတော့ဆက်လွယ်စရာအကြောင်းမရှိခဲ့ဘူးနော်သူတို့မှာကငိုတဲ့ကခံယူချက်ရှိထားတဲ့အတွက်သူတို့ကသူတို့တိဆောက်တယ်သူတို့ကသူတို့တွန်းနိုင်အောင်စူးစမ်းတာဖြစ်တဲ့အတွက်စစ်ကောင်စီရဲ့ နဲ့ဝေစားမျှစားဆိုတာတိတ်မရှိခဲ့ဘူးအကျိုးအမြတ်ကိုငဲွက်ဆရာတိတ်မရှိခဲ့အဲ့ဒီအတွက်အေအေရဲ့ခြေလမ်းကရှင်းလင်းပြတ်သားတယ်အရှိကိုမြင်မြန်ရောက်တယ်နော်တခြားတိုင်းရင်းသားတွေထဲမှာနော်စစ်ကောင်စီရဲ့အနွယ်အပွားတွေအများဆုံးကတော့ KNU ဖြစ်တယ်ပေါ့နော်ဒါ KNU ကိုဆော့ထားတာမဟုတ်ဘူးကျွန်တော်ပြောချင်တာ KNU မင်းမလည်းအကုန်လုံးတော့မဟုတ်ဘူးပြည်သူနဲ့တသားတည်းရှိနေတဲ့ KNU တပ်ဖွဲ့တွေရှိသလိုစစ်ကောင်စီနဲ့မရှင်းမရှင်းဖြစ်နေတဲ့ KNU တပ်ဖွဲ့တွေရှိတယ်တကယ်တော့ KNU ဆိုတာအမှန်တမ်းအင်အားကြီးမားတယ်အမှန်တမ်းမှ တကယ်တော့လုံမယ်ဆိုလို့ရှိရင် KNU ဟာတော်တော်လေးအလုံးဖြစ်မှာဖြစ်တယ်စစ်ကောင်စီကိုတော်တော်လေးဟိုဘယ်လိုမလဲထိုးစစ်အနေထားနဲ့လုံနိုင်တဲ့အခြေအနေပါ KNU ရဲ့အင်အားကြီးကနည်းတာမဟုတ်ဘူးเนาะအရှိန်ကြီးပဲမြန်မာနိုင်ငံမှာဆိုလို့ချင်းเนาะအဲ့တော့ဟိုတက်မဟာကြီးဆိုလို့ရှိရင်လည်းဟာလာဒီနေ့3 4 5 6ခွန်အဲ့ဒီလိုမျိုးအထိဖြစ်နေတာဖြစ်တယ်ပေါ့เนาะအဲ့တော့ပြောချင်တာကဘာလဲဆိုတော့တိုင်းရင်းသားလက်နက်ကင်တွေအားလုံးသာတကယ်မှပြည်သူနဲ့အတူရှိပြီးတော့ပြည်သူမျက်နှာကိုမြင်ပေးမယ်ဆိုလို့ရှိရင်ကျမတို့ကဒီထက်ပိုပြီးတော့ ချိန်လန်းတက်ပြီးတော့မှဒီတော့ပိုကောင်းတဲ့ရလက်တွေကိုရမယ်ပြည်သူလူထုရဲ့ပြောင်းလဲချက်ကလည်းပို့ပြီးတော့မှအင်အားဖြစ်လာမယ်ပြည်သူအင်အားဖြစ်ပြီဆိုလို့ရှိရင်ကျွန်မပြောမယ်ပြည်သူအင်အားဖြစ်လာပြီဆိုလို့ရှိရင်စစ်သုံးစရိတ်အလိုလိုထွက်လာတယ်အခုပြည်သူတွေကစိတ်စိတ်ပြတ်နေကြတာစိတ်ညစ်နေကြတာနော်ဖလိတ်ခံနေကြတာအမျိုးမျိုးသောဒုက္ခတွေပေါ့နော်အဲ့တော့တစ်ချိန်တစ်ခါလောက်ဖြတ်ပြီးတော့ညီမေးကြပါနော်တိုင်းသားလက်နက်ကိုင်တွေအားလုံးကိုပြောချင်တယ်ပြည်သူရဲ့ဟိုရှင်တဲ့ကမျောလင်းချက်တွေကိုနော် 都点人家吧，俺撇人家吧，他看了你骗人吧。<noise> <noise> <noise>